အလုံးမဲမင်္ဂလာပါရှင်ရှင်တင်းကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနက်ဖြန်အော်တိုဘလ29ရက်နေ့အတွက်နောက်ဆုံးရမလို့သားချုပ်တင်ခမန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အထူးမလို့ဝသအနေဖြင့်အကောင်းသောမုန်တိုင်းငယ်မှတဆင့်ဆိုက်ကလုန်းမုန်တိုင်းဖြစ်သူရရှိလာနိုင်သည့်အခြေအနေများနဲ့မိုးရွာသွန်းနိုင်သည့်ဒေသများပါဝင်မြေကြီးနိုင်သည့်အခြေအနေများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ရှင်ပထမဆုံးအနေဖြင့် မူလဝတ္တနှင့်ဇလဗီယာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသော ထူးခြားသည့်မူလဝတ္တချိန်တွေကို တင်ပြပေးပါမယ်။ယနေ့မြန်မာစံတော်ချိန်၁၀နိုင်ခွဲအချိန်တိုင်းထွာချက်များအရမင်္ဂလာပလင်အောင်ရှိတောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် depression သည် အနာအနာမြောက်ဘက်သို့ရွေလျားခဲ့ပြီးပုံမအားကောင်းလာခဲ့ကအားကောင်းသောမုန်တိုင်းငယ်ဒီ depression ဖြစ်သို့ရောက်ရှိခဲ့ပါသည်။အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည်မြန်မာနိုင်ငံကုကိုကျွန်းမြို့၏အနောက်တောင်ဘက်ရေမိုင်၄၁၀မိုင်ခန့် အိန္ဒိယနိုင်ငံချင်းမိုင်မြို့၏အရှိအရှိတောင်ဘက်ရေမိုင်း435မိုင်ခန့်ကာကီနာဒါမြို့၏အရှိတောင်ဘက်ရေမိုင်း445မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေပါသည်အာကောင်းသောမွန်နိုင်ငံ၏လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီ၍လျားမည့်အခြေအနေမရှိရာကြောင့်အဝါရောင်အစင်းဟုသတ်မှတ်ပါရည်။အာကောင်းသောမွန်နိုင်ငံ၏တည်နေရာဘူဇက်လီပီးယားနှင့်လေတိုင်းနှုန်းအဆိုပါအာကောင်းသောမွန်နိုင်ငံသည်မြန်မာစံတော်ချိန်၁၀နာရီခွဲအချိန်တွင် ညာလတီကျု17.3ဒီဂရီနဲ့အရှိလောင်ကြီးကျု89.3ဒီဂရီရင်းရှိပြီးဘိုဇက်လီပီအား1000ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်းနှုန်းမှာတနအိလင်း35မိုင်မှမိုင်40နှုန်းခန့်ဖြစ်ပါသည်။နောက်22နာရီတွင်ခမန်းချံအဆိုပါအကောင်းဆုံးမွန်နိုင်ငယ်သည်အနာနာမြောက်ဘက်သို့ဆက်လက်၍လျားနိုင်ပြီး29ရက်စလ2025ရက်နေ့၌ဘင်္ဂလားပလင်အော်အနာတာမိုင်နှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောအနောက်အလယ်ပိုင်းတို့တွင် ဆိုက်ကလုန်းမုန်တိုင်းအဖြစ်သို့၎င်း28ရက်စေလ2025ရက်နေ့၌အာကောင်းသောဆိုက်ကလုန်းမုန်တိုင်းအဖြစ်သို့၎င်းရောက်ရှိနိုင်ကယင်းနေ့ညပိုင်းတွင်အင်ဒရာပရာဒေ့ရှ်ကန်ချေကိုဖျက်ချနိုင်သည်ဟုခန့်မှန်းရပါသည်။သတိပေးနိုးစော်ချက်အဆိုပါအာကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့်ယင်းနေ့မွန်တဲမှ28ရက်စေလ2025ရက်နေ့တွင်ရန်ကုန်တိုင်းဒေသကြီး EOD တိုင်းဒေသကြီးတရင်းတိုင်းတိုင်းဒေသကြီးချင်းပြည်နယ်မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကျကျမှနေရာဆဲဆဲနှင့် ီးပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကြားမှနေရာကျဲကျဲမိုးထစ်ချောင်ရွာနိုင်ပါတယ်။မြမကယ်ရန်တရှောင်းနဲ့ကလွန်ပလဲပြင်းတို့တွင်တခါတရံမိုးသက်လီပြင်းများကြာရောက်ပြီးလှိုင်းတင်တဲမှလှိုင်းကြီးနိုင်ပါ रे မိုးသက်လီပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည် တနအီလ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါ रे လိုင်းမြစ်မှာမြမကင်ရန်တရှာနေကမ်းလွန်ပလဲပြင်းတို့တွင်ခုနှစ်ပေမှ9ပေခန့်ရှိနိုင်ပါသည်။ထို့ဖြစ်ပါ၍အကောင်းသောမွန်နိုင်ငံ၏အရှိန်ကြောင့်မိုတဲထန်စွာရာသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းများနဲ့မြေပြိုခြင်းစသည့်သဘောဘီအန်ဒီများဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြစ်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေပြိုမှုအန္တရာယ်နှင့်မြင်ငယ်ချောင်ငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုနိုင်ပါရန်နှင့်ပြည်ရန်လေကြောင်ပြန်တန်းရည် မြမကယ်ရန်တရှောင်းနဲ့ကလွန်ပလဲပြင်းတို့တွင်ကန်နီကန်ဝေငါးဖက်ရည်ရဲများတင်မောများအနေဖြင့်လဲကြိုတင်သတိပြနိုင်မှရန်အသေးပေးနှိုးဆော်အပ်ပါသည်ဆက်လက်ပြီးမိုးသေးထန်စွာရသွင်းခြင်းကြောင့်မြေကြီးချင်းသတိပေးချက်များနဲ့မြေချင်းများကိုပြောပြပေးသွားပါမယ်ယနေ့26ရက်စလ2025ရက်နေ့နနက်6နာရီခွဲအချိန်တိုင်းတာချက်မြေချင်းနေတင်ပြပေးလိုက်ပါသည်မြေကြီးနားမြေရေနှစ်လက်မခံထက်ကြောင့်နေ့ကညနေမှ7နာရီတွင် နေ့စည်းနာမျိုးဤမနေ့ကမြင့်ဆုံးပူချိန်32.4ဒီဂရီစင်တီဂရိတ်၊ယနေ့နေ့ဆုံးပူချိန်20.3ဒီဂရီစင်တီဂရိတ်ဖြစ်ပါရရှင်။နေ့စည်းနာမြေသည်ဆွေးရင်မှ8000 cm တို့ရရှိရန်189 cm 29ပေနီနီခန့်အလိုရင်းရရှိနေပါသည်။ဧရာဝတီမြေအထက်ပိုင်းမှာမိုးအားနှဲငယ်ရှိနေပါသည်။ ရန်ဖန်ရန်ခအရာဝတီမြဆောင်ထက်ပိုင်းမှာနေရာကွက်၍အမှုသေးထန်စွာရသွင်းခြင်းများကြောင့်မြစည်းနားမြေကြားစင်နေရာမှပြန်တလာခြင်းအကျဉ်းချင်းဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းနိုင်ဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့အရာဝတီမြအထက်ပိုင်းမေခါမြင်းနဲ့မလီခါမြဝန်ဒေသများမှာမိုးတိမ်တောင်ဖြစ်တော်မူအားနေငယ်ရှိနေပါသည်။အယဝတီမြို့ကိုတခြားနှင်းချင်းနှင်းမြို့ကိုတခြားမြကန်နီညနေဒေသများနှင့်မြို့သူများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနှင့်ရေလုံသားများ ဧရာဝတီမြစ်စည်းကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းတွင်းမြစ်ရေချင်းနေခန်းတီးမြစ်ရေအတက်ကြမရှိရတဲ့မိခညက်နေမှ12နိုင်တွင်မုံရမြစ်ရေတော်လမခန်းထက်ကြမိခညက်နေမှ12နိုင်တွင်ချင်းတွင်းမြစ်အတက်ကြပုံမှန်ထားခန့်မှာရှိနေပါမယ်။ထွေကဲမြစ်ကြီးနိုင်သည့်အချိန်နေမတွေ့ရှိသေးပါရှင်။ ကန်ဒီဟိုမလင်းဖောင်ပြင်းနဲ့မွန်လိုက်မြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ကလေးဝါမင်းကင်းကနီနဲ့မွန်ရမြို့တို့မြေမှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အေယာဝတီမြေအခြေအနေဗမောရှေကူကတာထီချိုင်တပိတ်ကျဲမန္တလေးနဲ့စကိုင်းမြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မြင်မှုပခုတ်ကူညာဦးချောက်မင်းမှုမြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မကွေးအောင်လန်းပြည်စိတ်သားဟင်္ဒရာနဲ့ ဇလမျိုးရမြေမှာပြပြချင်းဆက်လက်ကြဆင်းနေပါမယ်။အီယာဝတီမြေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရရှင်။ထူခြားမှုရှိလာရင်အချိန်နဲ့တပြေးညီ တင်ပြပေးသွားပါမယ်။ဆလပင်အော်တိုဘလ26ရက်နေ့နေ့လယ်12နာရီမှအော်တိုဘလ31ရက်နေ့ထိနနက်6နာရီခွဲအတွင်းပြည်နယ်တိုင်းလိုက်မိုးရွာသွန်းရရှိနိုင်သည့်မိုးရေချိန်များကိုတင်ပြပေးပါမည်။9ရက်အတွင်းရွာသွန်းရရှိနိုင်မည့်မိုးရေချိန်ပမာဏကြိုတင်ခန့်မှန်းချက် ဤကာလတွင်ပြည်내တိုင်းအသီးသီးတွင်အောက်ပါအတိုင်းမွေးရည်ချိန်များရွာသွန်းရရှိနိုင်ပါသည်။ရခိုင်ပြည်내သုံးလမ်းမအထက်ရွာသွန်းရရှိနိုင်ပါသည်။ဧရာဝတီတိုင်းနှစ်လမ်းမအထက်ရွာသွန်းရရှိနိုင်ပါသည်။သတင်းသာရိုက်တိုင်းတလမ်းမအထက်ရွာသွန်းရရှိနိုင်ပါသည်။မွန်ပြည်내တလမ်းမအထက်ရွာသွန်းရရှိနိုင်ပါသည်။ချင်းပြည်내တလမ်းမအထက်ရွာသွန်းရရှိနိုင်ပါသည်။ပဲခူးတိုင်းတလမ်းမအထက်ရွာသွန်းရရှိနိုင်ပါသည်။ကရင်ပြည်နယ် တလမထက်ရွာသွင်းရရှိနိုင်ပါသည်။မကွေတိုင်းတလမထက်ရွာသွင်းရရှိနိုင်ပါသည်။ရန်ကုန်တိုင်းတလမအောက်ရွာသွင်းရရှိနိုင်ပါသည်။မန္တလေးတိုင်းတလမအောက်ရွာသွင်းရရှိနိုင်ပါသည်။ရှမ်းပြည်နယ်တလမအောက်ရွာသွင်းရရှိနိုင်ပါသည်။စကိုင်းတိုင်းတလမအောက်ရွာသွင်းရရှိနိုင်ပါသည်။ကချင်ပြည်နယ်တလမအောက်ရွာသွင်းရရှိနိုင်ပါသည်။ကယားပြည်နယ်တလမအောက်ရွာသွင်းရရှိနိုင်ပါသည်။ နေပြီးတော့ area တလက်မအောက်ရွာသွင်းရရှိနိုင်ပါတယ်။တနင်္ဂနွေလုံး9ရက်တွင်ရွာသွင်းရရှိနိုင်သည့်ပြည်မြမွေးချိန်မှာတည်ထမ33လက်မဖြစ်ပါတယ်။ဆက်လက်ပြီးမြန်မာမိုးလေဝသချိန်နေလို့ရှိမလဲ။ဘင်္ဂလားပြည်အော်မှာဘာဖြစ်နေလဲဆိုတဲ့အခြေအနေသေးစိတ်ကိုကြည့်လိုက်ကြရအောင်။2025ခုနှစ်အောက်တိုဘာလ25ရက်နေ့ညနေ6:00အချိန်ထုတ်ပြန်ချက်ရ။ဘင်္ဂလားပြည်အော်ချိန်နေ ယနေ့မြန်မာစံတော်ချိန်စင်တိုင်းခွဲချိန်တိုင်းထွားချက်များရဘင်္ဂလားပလင်အရှိတောင်ပိုင်းတွင်ဖြစ်ပေါ်နေသောမွန်တိုင်းငယ်ဒီပရက်ရှင်သည်အနောက်အနောက်မြောက်ဘက်သို့ယူလျားခဲ့ပြီးပုံမအားကောင်းလာခဲ့ကအားကောင်းသောမွန်တိုင်းငယ်ဒီဒီပရက်ရှင်ဖြစ်သို့ရရှိခဲ့ပါသည်အဆိုပါအားကောင်းသောမွန်တိုင်းငယ်သည်မြန်မာနိုင်ငံကုကုချွမျိုး၏အနောက်တောင်ဘက်ရေမိုင်၄30မိုင်ခန့်အိန္ဒိယနိုင်ငံချင်းမိုင်မြို့ဤအရှိအရှိတောင်ဘက်ရေမိုင်၄၁၅မိုင်ခန့် ကာကီနာတာမြို့၏အရှေ့တောင်ဘက်ရေမှန်၄၄၅မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြနေပါတယ်အဆိုပါအကောင်းသောမွန်နိုင်ငယ်သည်အနာအနာများဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး28ရက်စေလ2025ရက်နေ့၌ဘင်္ဂလားပင်လယ်အနာတာမိုင်နှင့်ရင်းနှင်းဆက်ဆက်လျက်ရှိသောအနောက်လေပိုင်းတို့တွင်ဆိုက်ကလုန်းမွန်နိုင်ဖြစ်သောလက္ခဏာ28ရက်စေလ2025ရက်နေ့၌အကောင်းသောဆိုက်ကလုန်းမွန်နိုင်ဖြစ်သောလက္ခဏာရရှိနိုင်ကရင်းနှင်းညပိုင်းတွင် အင်ဒရာပရာဒိရှ်ကန်ချေကိုဖျက်ချောနိုင်သည်ဟုခံမှန်ရပါသည်။ဘင်္ဂလားပလင်အောင်မြောက်ပိုင်းတွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပလဲပြင်နှင့်ဘင်္ဂလားပလင်အောင်အရှိလေပိုင်းတို့တွင်တိမ်သင်းတဲ့ဖြစ်ထွန်းနေကကျန်ဘင်္ဂလားပလင်အောင်တွင်တိမ်ထူထန်နေပါသည်။မနက်ဖြန်နံနက်အထိခံမှန်ချက်စကိုင်းတိုင်းဒေသကြီးအပိုင်း KR ပြင်းနှင့်ရှမ်းပြည်နယ်ရှေးပိုင်းတို့တွင်တိမ်သင်းတဲ့ဖြစ်ထွန်းပြီးရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးနဲ့သတင်းတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ဆောင်ရမည်။ရွာရဲရောင်းပြည့်ဖြစ်ပါတယ်။နေပြီးတော့နေရာကွက်ကြားမိုးထစ်ဆောင်ရနိုင်ပါတယ်။ရန်ကုန်ကပ္အေးနေရာကွက်ကြားမိုးထစ်ဆောင်ရနိုင်ပါတယ်။မန္တလေးနေရာကွက်ကြားမိုးထစ်ဆောင်ရနိုင်ပါတယ်။ပဲခူးနေရာကွက်ကြားမိုးထစ်ဆောင်ရနိုင်ပါတယ်။မကွေးတိန်သိန့်တဲ့ဖြစ်ထွန်မီနေရာကွက်ကြားမုထစ်ဆောင်ရနိုင်ပါတယ်။ဟောင်မလင်းတိန်သိန့်တဲ့ဖြစ်ထွန်မီမောင်ရွာတိန်သိန့်တဲ့ဖြစ်ထွန်မီ ပတ်သိမ်းနေရာကွက်ကြားမုထစ်ဆောင်ရမည်တဝဲနေရာကွက်ကြားမုထစ်ဆောင်ရနိုင်ပါသည်မြေကြီးနာနေရာကွက်ကြားမုထစ်ဆောင်ရနိုင်ပါသည်လိုက်ကောတိန်သိမ့်တဲ့ဖြစ်ထွန်းမည်ဖက်အန်းနေရာကွက်ကြားမုထစ်ဆောင်ရနိုင်ပါသည်ဟာခါနေရာကွက်ကြားမုထစ်ဆောင်ရမည်မော်လမြိုင်နေရာကွက်ကြားမုထစ်ဆောင်ရမည်စစ်တွေးနေရာကွက်ကြားမုထစ်ဆောင်ရမည်လာရှုနေရာကွက်ကြားမုထစ်ဆောင်ရမည်တောင်ကြီးနေရာကွက်ကြားမုထစ်ဆောင်ရမည်တိုင်းတုံတိန်သိမ့်တဲ့ဖြစ်ထွန်းမည် မိုးတိမ်တာဖြစ်ပေါ်မှုအခြေအနေသတင်းတိုင်းတိုင်းဒေသကြီးတွင်မိုးတိမ်တာများဖြစ်ထွန်းမှုအကောင်းရရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားရနေရတလျှောက်တွင်မူရသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းပျက်စီးလက်ခြင်းနဲ့မိုးတီးကျခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့အတွက်ခမ်းမန်းချက် EOD တိုင်းဒေသကြီးသတင်းတိုင်းတိုင်းဒေသကြီး ၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထစ်ချောင်းရနိုင်ပါသည်။နေပြည်တော်နှင့်နေတဝိုင်းအတွက်မနက်ဖြန်နဲ့ထိခမန်းချံနေရာကွက်ကြားမိုးထစ်ချောင်းရနိုင်ပါသည်။ရွာရင်ရုံ60ဖြစ်ပါသည်။ရန်ကုန်မြို့နယ်နေတဝိုင်းအတွက်မနက်ဖြန်နဲ့ထိခမန်းချံနေရာကွက်ကြားမိုးထစ်ချောင်းရနိုင်ပါသည်။ရွာရင်ရုံ60ဖြစ်ပါသည်။မန္တလေးမြို့နယ်နေတဝိုင်းအတွက်မနက်ဖြန်နဲ့ထိခမန်းချံနေရာကွက်ကြားမိုးထစ်ချောင်းရနိုင်ပါသည်။ရွာရင်ရုံ60ဖြစ်ပါသည်။နောက်ဆုံးအနေဖြင့် ပင်လယ်ပြင်ခီးသွားများတဲ့မလူသားခံမှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။မြမပင်လယ်ပြင်မြမဂေရန်တရှောင်းနေကဲလွန်ပင်လယ်ပြင်တို့တွင်တခါတရံမိုးတက်လီပင်များကြာရောက်ပြီးလှိုင်းတင်တင်မှလှိုင်းကြီးနိုင်ပါသည်။မိုးတက်လီပင်ကြာစဉ်ရေပြင်းမြပြင်းလေးသည်တနင်္လာနေ့25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါသည်။လှိုင်းမြင့်မှာမြမဂေရန်တရှောင်းနေကဲလွန်ပင်လယ်ပြင်တို့တွင်ခုနှစ်ပေမှ9ပေခန့်ရှိနိုင်ပါသည်။ရန်ကုန်မှာတနင်္လာနေ့ကဲရန်တရှောင်းပင်လယ်ပြင်ခီးရွတ်မိုးလေဝသခံမှန်းချက် ယနေ့မွန်တဲမှာနောက်နေ့ဆက်လီနိုင်တွင်ခမန်းချံမိုးလေဝသအခြေအနေနေရာကျကျမိုးတစ်ဆုံရမြည်အမြင့်တားလေးမိုင်မူရာစင်တမိုင်ခန့်ရေပြင်းလေးအရှိသမို့အရှိတောင်းတနိုင်ပင်လေမိုင်90မိုင်တခါတရ25မိုင်မှမိုင်30လိုင်းချိန်နေလိုင်းတင်တဲမှာလိုင်းကြီးနိုင်ပါတယ်လိုင်းမြင့်9ပေးမှ9ပေးခန့်ရန်ကုန်မှာရခိုင်ကန်ရန်တလျှောက်ပလေပြင်းခီရတဲမိုးလေဝသခမန်းချံယနေ့မွန်တဲမှာနောက်နေ့ဆက်လီနိုင်တွင်ခမန်းချံမိုးလေဝသအခြေအနေ နေရာကွက်ကြားမုထစ်ဆောင်ရမီအမြင်သားလေးမိုင်မူရစင်တမိုင်ခန့်ရေပြင်လေးအရှိသမို့အရှိမြောက်တနိုင်ပလဲမိုင်90မိုင်တကတရန်15မိုင်မှ -3 နှိုင်းမြင့်လေးပြီမှ6ပြီခန့်တို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင် ခုတင်ဆက်ပြီးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုစိတ်နှပြစမ်းမရှင်လန်းကြပါစေရှင်ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော် ားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်